တနေ့လောကတထောင်ချက်ကနေ2000ချက်ထိတိုးပေးဖို့ဆိုပြီးဘကိုးတိုင်းဂျိုးပင်ကောင်မြို့ဇာဖောက်ဆက်ယုံကအလုသမားတွေဟာသပိတ်မောက်တောင်းဆိုခဲ့ကြပါတယ်ဒီသတင်းကိုဦးမင်းညိုကပေးပို့ထားတာပါဂိုရင်းတာရီခရိုင်ဂျိုးပင်ကောင်မြို့ဈေးကြိုမြောက်ရက်ကွက်မင်းလမ်းမှာရှိတဲ့တင်ဟော့အထယ်ဇာဖောက်ဆက်ယုံကအလုသမား190ကျော်ကိုအလုရှင်ကတနေ့လောကတထောင်ချက်ပေးပါတယ်ဒါကြောင့်တထောင်ချက်ကနေ2000ချက်ကိုတိုးမြင့်ပေးဖို့နဲ့အခြားတောင်းဆိုချက်12ချက်ကိုတောင်းဆိုရင်အလုယုံထဲမှာပဲအလုမလုပဲသပိတ်မောက်နေကြတာဖြစ်ပါတယ် နာသာကိုတနေ့ကိုလေးထွက်ခြင်းတနေ့ကိုနှစ်ထောင်လုံးတို့ပေးခြင်းတဲ့အမှန်အချိန်ကိုလည်းပဲတနေ့ကို၈နာရီလုံးပဲဖြစ်စေခြင်းတဲ့ဘန်းတို့ကြည့်ကြတာကတော့မမှန်ဘူးဒါကိုလို့သလားကိုတို့ကစဉ်းရွတ်မပေးနိုင်ဘူးတနေ့တစ်ထောင်လုံးလာပြောတာအမီဝင်နေကြလို့ရှိရင်မသိလို့ယူလို့ရှိရင်ဖြတ်တယ်အမီတို့ကလည်းလုံကြီးလာပြီလို့ဆင်းလာတယ်အခုဘယ်လိုပြောရမလဲနိုင်ငံတော်ကပေးတဲ့လာတာအတိုင်းပေါ်လို့ခြင်းတယ်အဲ့လိုမျိုးပဲဖြစ်ခြင်းတယ်ပေါ့ဒီနေ့ကျမလုံးဘူးလို့ရောင်းအမီတို့အထက်က6 600ဖြတ်တယ် ချောက်ရဖြစ်တော့လဲသမှုတို့အခုနေထိုင်မကတော့ကြာလို့မရဘူးသူတို့ကကပြရမရှိဘူးတဲ့ဇူလိုင်လ9ရက်နေ့ကလည်းဇီးကုန်းမြို့တင်ဟွာစာထိုးပန်းတို့ဆက်ယုံကအလုသမား400ကျော်ဟာလောက်ခလာစာတိုးပေးရေးအတွက်ကိုသပိတ်မှောက်ခဲ့ကြပါတယ်အဲ့ဒီနောက်ပိုင်းဇူလိုင်လ10ရက်နေ့မှာကျောပင်ကောင်းမျိုးကတင်ဟော့ဇာဖောက်ဆက်ယုံကအလုံသမား190ကျော်ကသပိတ်မှောက်တာဖြစ်ပါတယ်။ဒီဆက်ယုံတရုံစလုံးကနိုင်ငံသားတွေပိုင်ဆိုင်တဲ့ဆက်ယုံတွေဖြစ်ကြပြီးဆက်ယုံတရုံစလုံးကတရားဝင်ခွင့်ပြုမိတ်မရှိသေးဘဲဖွင့်လှစ်နေကြတာဖြစ်ပါတယ်။အင်းအင်းနေရလဲအလုံသမားတွေရဲ့တောင်းဆိုချက်တွေကိုလေ အများကြီးနိုင်ရောက်တယ်။ဒီလိုထားကကျမတို့အနေနဲ့ကျွန်တော်တို့ကထက်ကိုကိုကလိုင်စင်ခွင့်ပြုမိတ်တွေတောင်းထားတယ်။အញ្ញံဆုံးတောင်းပြီးတော့ကျမတို့ကိုပြီးပါတယ်။ခရိုင်ထဲမှာဖြစ်နေပြီဆိုဌာနဆိုင်ရာတွေမှာသူ့ဆိုင်နဲ့သူတို့တောင်းရင် ရှိကြတာယူတယ်နော်အဲ့ဒါလက်ရှိအလုပ်သမားတွေတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးညှိနှိုင်းတာတွေတော့ရှိပါတယ်။တွေ2000တောင်းနေ။အဲ့2000ကိုဈေးကုန်းမှာမနေ့က1500နဲ့ပြင်လဲတဲ့အတွက်အခြေခံလာတာဒီ1500ဖြစ်သွားတယ်။တနေ့ကိုတနားရီဘက်အိုတီရတော့ပါတယ်တဲ့။ အဲ့တော့ခုပုံစံအတိုင်း8နာရီရနေ9နာရီပြင်ဆင်လို့ရှိရင် OD သေးသည်ဟိုဟာတနာရီဘွဲပါတယ်ခမင်းစားချိန်နာရီဘွဲကတော့တို့တို့ခါတွေကနှုတ်တာပေါ့အရင်ချင်းရှိတဲ့မန်နေဂျာကိုထားပေးမယ်မထားဘူးထားပေးမယ်ဒါပေမဲ့အရင်ချင်းရှိတဲ့မန်နေဂျာရှာအောင်ပဲတဲ့ငါအစိုးရသတ်မှတ်ထားတဲ့အတိုင်းလာတာတို့ပြင်ပေးပေါ်တော့အဲ့ဒါအစိုးရတကယ်အတီးစတင်မာလာတိုင်းမှာဖြစ်သွားလို့ရှိရင်တော့တို့ကပေးမယ်တဲ့အဲ့ဒီတိုင်းနဲ့ခူလုံရေး င်နှန်းတိုင်းကိုပေးဖို့ဆိုတာတို့ဒီစက်ရုံကတရားမဝင်ဘူးတဲ့နော်တရားဝင်ဖွင့်ထားတာမဟုတ်တဲ့အတွက်ခုလုံရေးဖို့အထက်ရုံးပါလေဒီကပြအတွက်စာတင်ထားတာမရှိသေးဘူးတပိတ်မတောင်းဆိုကြတဲ့ဂျိုးပင်ကောက်ကအလုသမားတွေရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီးအလုသမားတွေကကိုယ်စားလှယ်တွေအလုရှင်တွေအာဏာပိုင်တွေဟာဒီနေ့ညနေပိုင်းမှာပဲသုံးပွင့်ဆိုင်ညှိနှိုင်းခဲ့ကြပါတယ်အချို့အချက်တွေကိုညှိနှိုင်းသဘောတူခဲ့ကြပြီးတဲ့နောက်ပေါ်အလုသမားတွေလူစုခွဲပေးလိုက်ကြပါတယ်။အလဲဆုံးအခကြေးငွေတပ်မတ်ရေးကော်မတီရဲ့ လက်ရှိတရက်အနည်းဆုံးလောက်ခအဆိုပြုနှုံတာကကျက်3600ပဲဖြစ်ပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ